တော့ကျမဘေးသားသမီးများကဒီ6လပိုင်းမှာဆိုလို့ရှိရင်မိမိတို့အိမ်နဲ့မိမိတို့အနေနဲ့အိမ်တော်ကြီးမိမိတို့ရဲ့လင်းယောက်ျားအမျိုးသားပတ်သက်ပြီးတော့စိတ်ညစ်ရမယ်စိတ်တော့ကရအောင်မိမိတို့ရဲ့ဝန်ထမ်းဖြစ်ပါက ကိုယ့်ရဲ့လက်အောက်ငယ်သားနောက်ကိုယ့်ရဲ့ညီကိုမောင်နှမတွေနဲ့စကားများမယ်စိတ်ဝမ်းကွဲစရာကြီးကြုံရတတ်ပါတယ် မိမိတို့ရဲ့လုပ်ငန်းတွေကစံစီစေးစားစက်ပစ္စည်းအင်္ဂါနံအနေနဲ့ပတ်သက်တယ်ဆိုရင်တော့ဒီ6လပိုင်းမှာဆုံရှုံမှုများတတ်ပါတယ်။ယက်စီဆုံရှုံရတတ်ပါတယ်။စိတ်ညစ်ရတတ်ပါတယ်။စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးစိတ်ညစ်ရတတ်ပါတယ်။တာသာပရိသားသမီးများကဒီ6လပိုင်းမှာအမှုပညာလုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့မျက်နှာပွင့်တတ်ပါတယ်။စမ်းပွင့်တတ်ပါတယ်။အဆက်တဲကောင်းကြီး ကူညီကောင်းကိုရရှိတတ်ပါတယ်အဲ့တော့အမှုပညာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လည်းခရီးတွေမကြာခဏတွားပြစ်တတ်ပါတယ်စစစစညအင်္ဂါနံနဲ့စတဲ့နံပါတ်တွေစာသပတိတာသမီများဖြစ်နေတယ်ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့သွားရလာရင်မှသတိထားရမှာဖြစ်ပါတယ်။ကျမကြီးလည်းအထုကယူဆက်ရမှာဖြစ်ပါတယ်။စီယောဂါနဲ့ပတ်သက်တာတွေအစုပ်ယောဂါ မူးမော်ပြုတ်အန်တာ၏ညာစွာ6လပိုင်းမှာဖြစ်တတ်ပါတယ်အဲ့တော့ကျောင်းသားပြည်သားသမီးများအနေနဲ့မိမိတို့အနေနဲ့မိတ်ဆွေတငယ်ချင်းကိုကြီးထောက်ပံ့ခြင်းနေကြုံရမှာဖြစ်ပါတယ်ရရှိတတ်ပါတယ်အဲ့တော့မြေယာနဲ့ပတ်သက်တဲ့ကိစ္စတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအမွေကိစ္စတွေအောင်မြင်တတ်ပါတယ် မိမိတို့အနေနဲ့တင်နန်းအစ်စ်တွေတင်နန်းတက်ဖို့ရည်စူးထားတာတွေနိုင်ငံရေးသားဘာသာရေးနဲ့ပတ်သက်တဲ့တင်နန်းမျိုးတွေတင်ယူရတတ်ပါတယ်အမျိုးသမီးတို့ရှိရနေပြီးတော့အကူအညီကောင်းရင်ရရှိတတ်ပါတယ်အကူအညီတောင်းမှဆိုရင်လည်းရတတ်ပါတယ်ငွေကြေးဆိုင်ရာနဲ့ပတ်သက်ရင်အထူးဂရုစိုက်ရမှာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာမျိုးတွေ ဖြည့်ရှင်းရတတ်ပါတယ်။ငွေကြေးတွေထွက်များနေတာမျိုးတွေဝင်ပြီးွားတာနဲ့မမြဲတော့မမြဲဘဲနဲ့တစ်ခုပြီးတစ်ခုစိတ်ညစ်စင်ရတာရှိပြီးတော့မှပြန်ညံထွက်သွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။မိမိတို့ရဲ့တန်တာပေးသားမိများအပြူလူပြူဖြစ်တယ်ဆိုရင်တော့အမျိုးသားတွေကမိမရတတ်ပါတယ်။အမျိုးသားမျိုးသမီးတွေကတော့အိမ်အောင်ကြပင်ရှိတတ်ပါတယ်။အဲ့တော့ကိုယ်ရလိုက်သေးသေးလေးခံရတာမျိုးတွေ တော့မင်္ဂလာဆောင်တာမျိုးတွေစစ်ဆက်ကြောင်းလန်းတာမျိုးတွေလည်းပြုလုပ်ရတတ်ပါတယ်မိမိတို့အနေနဲ့မိတ်ဆွေတငယ်ချင်းကောင်းတွေဒီကာလမှာညာများအကူအညီပေးရတတ်ပါတယ်ကိုကိုတိုင်းလည်းကူညီထောက်ပံ့မှုတွေရရှိတတ်ပါတယ်အဲ့တော့ကျမရဲ့အနေနဲ့ကတော့မိမိတို့အနေနဲ့ အာယုံကြောနဲ့ပတ်သက်တာအကျောတက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်ပါတယ်။မကြာခဏအနှိတ်ခမ်းနေသွားတာမျိုးတွေ၊ကျမ်းမာရေးအထောက်အကူပြုတွေပြုလုပ်ရတာမျိုးတွေကြုံရတတ်ပါတယ်။အဲ့တော့မိမိတို့ရဲ့နာမည်တွေမှာမိမိတို့နဲ့မိတ်ဆွေအပေါင်းအသင်းတွေတာတာပြီးတာသမီးအကျိုးပေးပါတယ်။ အဓိကရှောင်းဝါးမှာကြတော့ဒီကာလဒီမှာတနင်္ဂနွေသားသမီးများနဲ့စက်တူစီးပွားလုပ်လို့မရပါဘူးဒီ6လပိုင်းမှာเนาะအထူးကယူဆရမှာဖြစ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ဒီ6လပိုင်းမှာကံညှင့်စီဖို့အတွက်ကကြတော့ဒီရွှေပုံးပွင့်ဖင်ရားမှာတခုကုတ်ကားမလေးပွား9စုံတူတန်းပေးရမှာဖြစ်ပါတယ်တူတန်းမယ်နေရာသာသာပရိနေ 6နာရီ45မှာလှူဒန်းရင်ရပါတယ်။တကယ်လို့မိမိတို့ကအလုံးမအားလို့တနင်္ဂနွေနေ့မှာအလုပ်ပရဲ့မှာလှူဒန်းမယ်ဆိုလို့ရှိရင်တော့လှူဒန်းလို့ရပါတယ်။တနင်္ဂနွေနေ့မှာလှူဒန်းလည်းရပါတယ်။နေရသမားတွေရဲ့နိုင်ငံသားသူတွေရဲ့ရွှေပုံးဝင်ဖျားကိုမသွားနိုင်တဲ့သူတွေကတော့မိမိတို့ရဲ့စိတ်ထင်းရနေမျက်စွာဖျားရွှေပုံးဝင်ဖျားကိုရည်စူးပြီးတော့မိမိတို့ရဲ့နေရာဌာနကနေပြီးတော့တက်လှူဒန်းပေးလဲအဆင်ပြေပါတယ်။ ဲ့တော့နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကြာသာပြီးတာသမီများဒီ6လပိုင်းမှာအချီရေလုံးဝကံမကောင်းပါဘူးရရာကိုတပတ်တစ်ချိန်ပြုတ်လုံနိုင်ပါတယ်လိုအပ်တဲ့ကိစ္စတွေမင်းမြန်းကျင်နေဆိုရင်ကျမရဲ့ဖိုက်ပါကနေတစ်ဆင့်ဆက်တွင်မင်းမြန်းနိုင်ပါတယ်ရှင်